ိုင်းနိုင်ငံဘန်ကောက်မြို့ကအမြန်လန်းမိုးပြန့်တတဂရင်းတန်ပေါင်ပြိုကျမှုကြောင့်ထိခိုက်ဒေဆုံးခဲ့ရတဲ့မြန်မာအလုံသမားများအတွက်နစ်နာကြေးဘတ်လေးတန်းရရှိကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမေလ30ရက်မှာထုတ်ပြန်ပါတယ်ဘန်ကောက်မြို့ကမြန်မာတန်ရုံမှာထိုင်းကုမ္ပဏီဘက်မှလူသားချင်းစာနာထောက်ထားမှုအရာတည်ဆုံနှင်နာမှုစေတနာချင်းငွေတဦးကိုထိုင်းဘက်တပ်တန်းစီနဲ့စုစုပေါင်းထိုင်းဘက်ငွေ၄တန်းကိုတည်ဆုံသူအလုံသမားတွေရဲ့မိသားစုဝင်၄ဦးထံလက်ရောက်ပေးအပ်ခဲ့ပါတယ် နေနာကျေးတွေရရှိနိုင်ဖို့ထိုင်းနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးရဲ့အစီအစဉ်နဲ့ထိုင်းဘက်ကတပ်ဆိုင်ရာကုမ္ပဏီမြန်မာအလို့သမားတပ်အင်ရာရှိမြန်မာတန်ယုံမိတ်ဆွေအဖွဲ့တွေအကြားညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ် မြန်မာတန်ရုံဘတ်ကောင်းမျိုးမနင်းနာမှုအတွက်စေတနာကျင်းဝေးတွေကိုတက်ဆိုင်သူမိသားစုဝင်တွေထံမှန်မှန်ကန်ကန်ရရှိခံစားနိုင်စေဖို့ထိုင်းနိုင်ငံဘတ်ကောင်းမျိုးကမြန်မာလူထုမှတန်အရာရှိမှတဆင့်မြန်မာဘက်ကတက်ဆိုင်ရာဌာနတွေလူမှုအဖွဲ့အစည်းတွေရဲ့အကူအညီရယူပြီးမိသားစုဝင်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ် 2024ခုနှစ်နိုဝင်ဘာ29ရက်နေ့နံနက်၄နာရီအချိန်မှာထိုင်းနိုင်ငံစမုစခွန်ဖလန်းဆောင်လမ်းမကြီးရာမနှင့်22မိုင်ရှိအမြန်လန်းမိုးပြန့်တတာတည်ဆောက်ရေးလုပ်ငန်းခွင်မှာကွန်ကရစ်ဘလောက်တုံးတွေချိတ်ဆက်တက်ဆင်စဉ်ကရင်းတန်ပေါင်ပြိုကျမှုကြောင့်မြန်မာနိုင်ငံသားအလို့သမား၄ဦးထိခိုက်ဒေဆုံးခဲ့ရကြောင်းမှခင်ဗျာ